ဘရာဇီးအတွက်ခြေစမ်းပွဲကစားပေးတဲ့ဂါဘရီယယ်ပေါင်းချန်တရားရရှိသွားတာအာဆင်နယ်အတွက်တကယ်နစ်နာရီပဲ။ဝေဒမြအလုံးမဲ့မင်္ဂလာပါများအာဆင်နယ်လေဂျင်ဟပ်ကနေတင်ဆက်နေပါရီဘရာဇီးနဲ့စီနီကောတို့ရှင်းပြိုင်ခဲ့တဲ့ခြေစမ်းပွဲမှာအာဆင်နယ်တင်းရဲ့ဘောကန်စီကစားမှာဂါဘရီယယ်ပေါင်းချန်တရားရရှိခဲ့ပါရီဒီပွဲမှာဘရာဇီးတင်းက2-0နဲ့နိုင်ရရှိခဲ့ပေမယ့်အာဆင်နယ်ကတော့ဂါဘရီယယ်ကိုရှုံးရှုံးရတော့မှလည်းဖြစ်ပါရီဂါဘရီကပွဲထွက်ကစားမှာဖြစ်ပါဝင်ခဲ့ပြီးတော့64မိနစ်အရောက်မှာဒဏ်ရာရရှိခဲ့တာဖြစ်ပြီးတော့ကွင်းထဲမှာရင်ဈေးကူတမှုခံယူခဲ့ရပြီးတော့နောက်ဆုံးမှာတော့လူစားလေးခံလိုက်ရပါရီ ဘရာဇီးလျရဲ့နေပြားဖြစ်သူအန်စလော်ဒီကတရားချင်းတွေကိုပုံမသိရှိနိုင်မှုစစ်ဆေးမှုတွေထပ်မံပြုလုပ်သွားမယ်ဆိုပေမဲ့အရန်မဆိုးဝါးဖို့တော့မျှော်လင့်ထားကြောင်းပြောလာခဲ့ပါတယ်။ကာရီရဲ့တရားကပေါင်ချန်တရားဖြစ်တယ်လို့သတင်းတွေမှာဖော်ပြထားပါတယ်။လူမျိုးတရားမျိုးကဘလုံးသမားတွေအတွက်အတော်လေးအဖြစ်များတဲ့တရားတစ်ခုဖြစ်ပြီးတော့ပြန်လည်တက်တာဖို့အတွက်အချိန်တိုင်းတာတစ်ခုလိုအပ်ပါတယ်။ကာရီရဲ့အနေနဲ့အနည်းဆုံးသတင်းပတ်အနည်းငယ်ကြာနိုင်ရမှာဖြစ်ပြီးတော့ပြန်လည်ကစားနိုင်မှုအတွက်ကတော့ဒဏ်ပြင်းထန်မှုအဆင့်ပေါ်မှာမူတည်နေပါလိမ့်မယ်။ ဂါရီယာအစင်းရဲ့အရေးပါတဲ့ကစားမတစ်ခုဖြစ်တာကြောင့်သူ့ရဲ့ထံရကအသင်းကိုကုလသရမှုတွေရှိလာနိုင်ပါတယ်။ဂါရီယာကအာစနယ်အသင်းရဲ့ဘောခံစီကစားမဖြစ်ပြီးတော့အသင်းရဲ့ခံစီအစီအစဉ်မှာအဓိကအသက်သွေးကြောဖြစ်ပါတယ်။သူမရှိခြင်းကအသင်းရဲ့ခံစီအစီအစဉ်နဲ့တီကန်ဘောတွေကနေကိုရယူနိုင်ဖို့ဆိုတဲ့အာစနယ်ဥတီချက်ကိုအားနေသွားစေနိုင်ပါတယ်။ဂါရီယာပြင်အာစနယ်အသင်းမှာတံရကစားမတွေရှိနေပါသေးတယ်။ဥမာအဖြစ်တော့ကာလာဖီယိုရီကလည်းတံရရရှိနေတာကြောင့်အီတလီသင်းလူစင်းကနေနှုတ်ထွက်သွားရပါတယ်။ ဲဒါကြောင့်အာဆင်နယ်အသင်းအနေနဲ့အဓိကနောက်တန်းကစားမတွေတရားပဒနာနဲ့ရင်ဆိုင်နေရတာဖြစ်ပါလိမ့်နိုင်ငံတကာပွဲစဉ်တွေပြီးဆုံးသွားတဲ့အခါအာဆင်နယ်အသင်းအနေနဲ့ပရီးမီးယားလိပြိုင်ပွဲကိုပြန်လည်ကစားသွားရအောင်မှာပါရေသပင်းတော့နိုမာ23ရက်နေ့မှာရောက်လန်နန်ဒါဘီပွဲဖြစ်တော်တန်အသင်းနဲ့ကစားဖို့ရှိနေပြီးတော့ဒီပွဲမှာတော့ဂါရီယယ်ပါဝင်ကစားနိုင်မှုမဖြစ်နိုင်တဲ့အတွက်အသင်းအတွက်ကြီးမားတဲ့အားနည်းချက်ဖြစ်လာနိုင်ပါလိမ့်ဂါရီယယ်ကအာဆင်နယ်အသင်းခန်းစစ်မှာရေးပါတဲ့ကစားမှာဖြစ်ပြီးတော့အာဆင်နယ်ကိုအခုလိုရလဒ်ကောင်းနေရရှိနိုင်အောင်အကောင်းဆုံးထမ်းတင်ပေးနေတဲ့ကစားမှာဖြစ်ပါလိမ့် ူရဲ့ခွန်အားအမြင်ပေါ်အားကောင်းမှုတွေဟာအာဆနယ်တင်းရဲ့ကစားဟန်အတွက်အရေးပါတဲ့အစိတ်ပိုင်းတွေဖြစ်ပါတယ်။ကာရီယာရှိနေတဲ့အတွက်အာဆနယ်တင်းကပရီးမီးယားလိဂ်ဆက်တပွဲမှာ၅ဂိုးသာပေးထားရတဲ့တော်လေးကောင်းမွန်တဲ့ခန်းစစ်ကိုပိုင်ဆိုင်ထားပါတယ်။ဒါကသူ့ရဲ့ခန်းစစ်စွမ်းဆောင်ရည်ကိုပြသနေတဲ့အထောက်အထားတစ်ခုဖြစ်ပါတယ်။ကာရီယာရရှိခဲ့တဲ့ပေါင်ကျန်တဲ့ရာတွေအတွက်ဖြစ်နိုင်တဲ့ကုသမှုနီလန်းတွေကတော့အနားယူခြင်း၊ရေခဲကတ်ခြင်း၊ပြန်လည်တန်စွမ်းရည်၊လက်ကျင်ကန်းနဲ့ခွဲစိတ်ကုသမှုတွေဖြစ်ပါတယ်။ဘာစလိုနာတင်းရဲ့ကစားမလမ်းရမဲကတော့ Inverse Radio Frequency ကုတုံးကိုခံယူခဲ့ရတယ်လို့သိရပါတယ်။ ပြန်လည်တက်တာမှုလုပ်ငန်းစဉ်ဟာတရားရဲ့ပြင်းထန်မှုရှင်းပေါ်မှာမူတည်နေပါလိမ့်မယ်။တကယ်လို့တိတ်မပြင်းထန်မှုနှစ်ပတ်လောက်ပဲနားယူရမယ်ဆိုရင်တောင်မှတရားကနေပြန်လည်တက်တာလာရင်ကြံ့ခိုင်မှုတရားခိုင်နှုန်းပြေဝအောင်လို့အချိန်ယူရအောင်ပါပါ။ဒါကြောင့်တရားမပြင်းထန်မှုဆိုရင်တောင်မှအာစနယ်နေနဲ့ဂါရီယေကိုတလားလောက်ထိဆုံးရှုံးရနိုင်ခြင်းရှိနေပါရီ။ဂါရီယေပေါင်ကြံတရားဟာအာစနယ်တင်းအတွက်ဆိုရင်စရာကောင်းတဲ့ခြေအနေတစ်ခုဖြစ်နေပါရီ။သူကအသင်းရဲ့ရေးပါရီကစားမတူဖြစ်တာကြောင့်သူရဲ့တရားကအသင်းကိုကြီးမားတဲ့တရားမှုတွေရှိလာနိုင်ပါရီ။ဒါပေမဲ့အာစနယ်အသင်းမှာကြီးချင်းရှိတဲ့ကစားမတွေရှိနေသေးတာကြောင့် ာဗရီယယ်မရှိချိန်မှာအစားတို့ကစားမတွေကိုအသုံးပြုပြီးရင်ဆိုင်နိုင်မယ်လို့မျှော်လင့်ရပါတယ်။အဓိကတော့ဂာဗရီယယ်အမြန်ဆုံးပြန်လည်တက်တာလာဖို့နဲ့ပြန်လည်ကစားနိုင်မှုဖြစ်ပါတယ်။ဘောလုံးလောကမှာဒန်ယာဆိုတာကရှောင်လဲလို့မရတဲ့အရာတစ်ခုဖြစ်ပါတယ်။ကစားမတိုင်းဒန်ယာရှိနိုင်ခြင်းရှိကြပါတယ်။ရေကြီးတာကဒန်ယာရပြီးတဲ့အခါမှာဘလို့ပြန်လည်ကုသမှုခံယူမလဲ၊ဘလို့ပြန်လည်ကစားနိုင်အောင်ကြိုးစားမလဲဆိုတာပါ။ဆုံးထိလိုက်ပါကြည့်ရှုပေးခဲ့ကြတာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။